မင်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းမိုးပြဲမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကစစ်ကြောထိုးနေတဲ့အတွက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါရယ်။မိုးပြဲမြို့မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတွေကြားထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်နေပေမဲ့နိုဝင်ဘာလ9ရက်နေ့နဲ့10ရက်နေ့တွေမှာတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါရယ်။ ထိတွေ့တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီတပ်ကလေရင်နဲ့တိုက်ခိုက်တာတွေပြုလုပ်နေပြီးနှစ်ဖက်အထိကိုက်အကြဆုံးတွေလည်းရှိပေမဲ့ဒေသိတ်အချက်လက်တွေကိုတော့မသိရသေးဘူးလို့မြေပြင်ရဲဘော်တယောက်ကပြောပါရယ်စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေကအခုနှစ်အလယ်လောက်မှာမိုးပြဲမြို့ကိုပင်လောင်းဖဲကုံကနေတဆင့်စစ်ကြောင်းထိုးပြီးမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးအနည်းတစ်ဝိုက်ကကြေးရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတဲ့အတွက်ထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေပါဗျ စစ်ကောင်စီတပ်ကစစ်ကြောင်းမထိုးခင်အချိန်မှာလဲကြေးရွာတွေကိုလက်နက်ကြီးပစ်ခတ်တာဒရုန်းနဲ့ဘုံကျဲရတွေပြုတ်လုပြီးတိုက်ပွဲပြင်းထန်ချိန်မှာတော့လေကြောင်းကနေလဲဘုံလာကျဲတယ်လို့ဒေတာခန်နေစီကနေသိရပါတယ်ရှင်အာရခတတော်အေအေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကြောက်တန်ကြီးကျေးရွာရသေးတောင်မြို့နယ်ကျိန်သာကျေးရွာနဲ့ပေါတော်မြို့တွေကိုနိုဝင်ဘာလ၈ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာပြီးပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျာ။ ုံနာကျုံမြို့နယ်ကြောက်တန်ကြီးကြီးရွာနယ်ရသေးတောင်မြို့နယ်ကျင်းသာကြီးရွာကိုနေ့လယ်2နာရီနဲ့ပေါတော်မြို့ကို2နာရီနဲ့15မိနစ်လောက်မှာ jet fighter တွေနဲ့ပုံကျဲခဲ့တဲ့အတွက်ကြောက်တန်ကြီးကြီးရွာကအမျိုးသမီး2ယောက်နဲ့ပေါတော်မြို့ခံ4ယောက်တေဆုံးပြီးအမျိုးသား2ယောက်ထိခိုက်ဒဏ်ရာရရှိရလို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်ကပုံနာကျုံမြို့နယ်ကြောက်တန်ကြီးရွာကိုပေါင်900ဘုံနှလုံးရသေးတောင်မြို့နယ်ကျင်းသာကြီးရွာကိုပေါင်900ဘုံတလုံးနဲ့ပေါတော်မြို့အာထခအကြောင်းကို ပေါင်900ပုံနှလုံးကျဲချခဲ့တာဖြစ်တယ်လို့ဒေတာခန်နေစီကနေသိရပါဗျာရှင်။ရန်ကုန်ကဖျော်ပြပွဲမှာညဉ့်ဉန်းစကားတွေကိုပြောဆိုခဲ့တဲ့အဆိုတော်အပါအဝင်ပွဲစီစဉ်သူတီဆိုကခုံသူတွေနဲ့ဗီဒီယိုရိုက်ကူးသူတွေကိုပါဖမ်းဆီးထားတယ်လို့စစ်ကောင်စီကနိုဝင်ဘာလ10ရက်နေ့ညမှာထုတ်ပြန်ပါတယ်။ နိုဝင်ဘာ၂ရက်နေ့ညပိုင်းကရန်ကုန်တိုင်းတငင်းကျုံမြို့နယ် Eastern Yangon Event Park မှာပြုလုပ်တဲ့ Overflow Music Festival ဖြောပြပွဲမှာအဆိုရဝင်းခေါ်ရဲဝင်းအောင်ခေါ်ဗလာနဲ့ Cobrain ခေါ်တိမ်မင်းထိုက်တို့ဥဆောင်တဲ့အဖွဲ့ကညဉ့်ညမ်းတဲ့ဇကားတွေကိုပြောဆိုပြီးတော့ပြိသက်တွေကိုအကုန်လုံးနေဖြန့်ကျဲခဲ့တဲ့ဗီဒီယိုတစ်ခုလူမှုကွန်ရက်မှာတက်လာပြီးဝေဖန်ခံရပါတယ်။ တို့ဖြော်ပြနေတော့မှနောက်ထပ်73ရောက်လောက်ကလည်းစင်ပေါ်ကိုတက်လာပြီးကခုံတာဗီဒီယိုရိုက်ကူးတာတွေလုပ်ခဲ့တယ်လို့စစ်ကောင်စီထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။တို့16ရောက်စလုံးကိုအများပြည်သူစိုးရိမ်ထုတ်လန့်စေမှုပုံမှာတခြားသူတွေစိတ်ညစ်ညင်အောင်ပြောဆိုတဲ့ပုံမှာအားပေးကူညီမှုပုံမှတွေဖြစ်တဲ့905ကကြီး294 134အရာတင်ငန်းကျုံမြို့နယ်တူဝနာမြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်ရှင်။ ဘလောက်ခရီးရောက်ပြီလဲဆိုတာကို Queer and Brave ကအာနာသိမ့်ပြီးတဲ့နောက်ကြာရအခန်းကဏ္ဍတွေမှာတက်တက်ကြွကြွပါဝင်နေတဲ့ LGBTQIA+ တယောက်ချင်းစီရဲ့အတန်တင်တဲ့စိတ်ခံစားချက်တွေအကြောင်းဟန်နာကသတင်းတင်ဆက်ပေးထားပါတယ်ရှင်။လူအဖွဲ့အစည်းမှာကာလကြာရှည်အမြင့်တွေ့နေတဲ့လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBTQIA+ တို့ရဲ့အခွင့်အရေးတိုက်ပွဲဟာစစ်အာဏာရှင်ကိုတော်လှန်တဲ့ညွေဦးတိုက်ပွဲနဲ့အတူပုံမအကောင်လာပါတယ်။ မတရားမှုကိုတွန်းလှန်ကြတဲ့ညွှန်ဦးတိုက်ပွဲမှာမတူညီမှုတွေအပေါ်ကွဲပြားမှုတွေလည်းပူးတွဲတော်လှန်နိုင်မလို့ LGBT JNA+ အခွင့်အရေးလှှရှားသူတွေကယုံကြည်ခဲ့ကြပါတယ်။မတရားအာဏာသိမ်းမှုအောက်မှာလူနည်းစုတွေအကြွလှှရှားမှုတွေမိမ့်မိန်သွားသလိုအတန်ထွက်ပိုင်ခွင့်တွေလည်းရော့ချခဲ့ပါတယ်။မြို့မြို့တော်ဖိနှိပ်မှုခွဲခြားမှုတွေအောက်မှာသူတို့ရဲ့ယက်တီမှုရဲရင်မှုစိတ်ဒဏ်ရာနေရာရွှေ့ပြောင်းမှုနောက်ဆက်တွဲအကျိုးဆက်တွေကိုလည်းပြည်သူအလုံးနီးတူသူတို့လည်းခံစားခဲ့ကြရပါတယ်။ ဒါပေမဲ့အမျိုးသမီးနဲ့ LGBT တွေဟာတော်လိုင်းရဲ့အခန်းကဏ္ဍမှာအများအပြားပါဝင်လာကြပြီးဒီလိုပါဝင်လာခြင်းကလူတွေရဲ့အမြင်တွေအယူအဆတွေကိုတကယ်ပဲပြောင်းလဲနိုင်ပါရဲ့လားဟိုးဟိုးအရင်ကတည်းကဆိုလို့ရှိရင်တော့နောက်ပိုင်းမှာပို့ပြီးပွင့်လင်းလာတယ်လို့တော့မြင်နေပါတော့ LGBT တို့ဆိုဒီ operation နဲ့ပတ်သက်ပြီးလှုပ်လို့ရတဲ့ကိစ္စတွေပါတယ်ဆိုရင်မသိခဲ့ဘူးကွယ်ဒါပေမဲ့နောက်ပိုင်းဆိုလို့ရှိရင်တော့တော်တော်လေးဟိုဒါတွေက online မှာကစပါတော့အဲ့လို လှုပ်လာတဲ့ဟာမျိုးတွေလည်းအများကြီးရှိရယ်နောက်တော့မှတချို့ဆိုလို့ရှိရင်ဒီ NGBT တွေဆိုချက်ဂျင်းဟိုလက်ထက်ထိမ်းများလက်ထက်တဲ့ကိစ္စတွေပေါ့နော်သူဒါဆိုလို့ရှိရင်လည်းပူပေါ်လုံလင်ဖြစ်လာတဲ့အပိုင်းတွေလည်းအများကြီးရှိလာတယ်လေတော်လိုင်းကြီးကာလမှာလူငယ်တွေတကြွလှူရှားသူတွေကသစင်တန်းတူညီမျှမှုဆိုတာကိုပုံမလက်ခံလာကြပေမဲ့များတော့အဖြစ်အရင်ကလူအဖွဲ့အစည်းထဲမှာမမြင်ရခဲ့တဲ့အာယုံဆိုင်မှုတွေမြတ်သားမှုတွေကိုပြန်လည်လာကြတာ ြန်လည်သုံးသပ်တာတွေရှိလာတာတွေ့ရပေမဲ့အများပြည်သူလက်ခံတဲ့အဆင့်အထိပြောင်းလဲမှုကတော့အလံဝင်းနေတဲ့ကြောင့်သူတို့အတန်တွေကသစင်ပေါ်ပြနေပါရင်ကာလကြာရှိအမြင့်တွေတရှိလာတဲ့လူမှုဝန်ကျင်ကအမြင်တွေဟာအလွယ်တကူပြောင်းလဲနိုင်တဲ့အရာမဟုတ်တဲ့အတွက်စိန်ခေါ်မှုတွေရှိနေတော့မှအမျိုးမျိုးသောစိန်ခေါ်မှုတွေကြားမှာစစ်အုပ်စုကထုတ်ပြန်လိုက်တဲ့စစ်မှုထမ်းဥပဒေကတော့မျိုးသားအမျိုးသမီးနဲ့လိင်စိတ်ခံယူမှုကွဲပြားသူတွေအတွက်လည်းပြေမလုခဲ့ပါဘူး ဒီစိန်ခေါ်မှုတွေကိုတော့လူနည်းစုဖြစ်တဲ့လိန်စိတ်ခံယူမှုကွဲပြားသူတွေကပိုပြီးစိုးရိမ်စိတ်များနေတဲ့အကြောင်းပို့ဦးတိုင်းရင်သားတယောက်ဖြစ်တဲ့ခွန်ကဆိုပါတယ်ခွန်ကတော့ဒီကနေ့အထိပြည်တွင်းမှာနေထိုင်နေစေလူငယ်ចောင်းသားတယောက်လည်းဖြစ်ပါတယ် အနာဒီမနောပိုင်းပေါ်ပေါ်ပြီးတတိထားရတယ်ဒီစမှုထံခေစားတဲ့ပါပါခဲ့တဲ့ဆိုရင်တော့သူကတို့တင်ရခင်စင်ခေါမှုတွေကအလုံးပြားများပါဆင်းရဲပြားပါတယ်မဲ့ပရိုရှင်တော့ဒီစမှုထံခေစားမှာပါခေမတော်ဖြစ်ကတည်းရဲ့မြန်မာနိုင်ငံရဲ့စမှုထံစနစ်ကကျွန်တော်ကပြောရင်ကောင်းမှုတော့စမှုထံစနစ်မဟုတ်ဘဲနဲ့ပြောရင်ဒီအာပြောရင်မကောင်းမှုလည်းနေနေနဲ့ခေါ်နေခေါ်ဆောင်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ပါပါခေတော့ကျွန်တော်တို့အနေနဲ့စင်ခေါမှုများဆိုများတော့ဖြစ်ဖြစ်လာနိုင်တယ်ဒါကျွန်တော်အနေနဲ့တခုပြောရမယ်ဆိုတော့သူကရေးချောင်းနေတဲ့ဒီစမှုထံစနစ် ဟမ်းမှာပါပါတယ်သူတိုင်းအနေနဲ့ဒီ 2K ကြောင်းနေနဲ့ထိထားလေဆိုရင်တော့ဒီ 2K အနေနဲ့ပြောရင်ဒီအာ sexually အဖြစ်ပေါ့ emotionally အဖြစ်ပေါ့ physically အဖြစ်ပေါ့ပြောရင် abuse ဖြစ်လို့နိုင်နိုင်ရှိရှိရယ်အာနာသိမ့်ပြီးနောက်မျိုးမျိုးတော့အခြေအနေတွေကြောင့်နေရဆွန့်ခွာရချိန်မှာလဲစိန်ခေါ်မှုတွေရှိနေတဲ့အကြောင်းအခီကပြောပြပါတယ်စင်ကောမှုလို့ပြောပြီးဆိုလို့ရှိရင်အဲသူတို့ရဲ့ဟိုဘယ်လိုလဲသူတို့ရဲ့ဖြစ်တည်မှုတွေကိုတော်တော်များကလက်မခံနိုင်တဲ့ဟာတွေရှိတယ်ဗောနော်ရှင်ပြောင်းသွားလာရတာက ခက်ခဲဖြစ်ဖြစ်စေနိုင်တယ်ဗောဥမာဆိုလို့ချင်းစစ်စီကြီးမှာဥမာအမျိုးသားတွေဆိုလို့ချင်းတော်တော်များများကသူကကားပေါ်နေစင်ခိုင်းတဲ့ဟာရှိတယ်လေအဲ့လိုနေသားမှာသူစင်ရမလားနေခဲ့ရမလားပို့စတာဖြစ်ပေါ်နော်အဲ့လိုတွေရှိရတချို့ကျတော့လေဒီစကားစားပက်ကနေဘလို့မှာဥမာစစ်စီရဲ့နာမည်ကလေးလာရောက်ကြလေးလာနေရပါလေအဲ့လိုပုံစံမျိုးပေါ်သူရဲ့ဖြစ်တည်မှုကိုအဲ့လိုမျိုးကိုယ်လောင်ပြောင်းတဲ့ကိစ္စတွေလည်းများရှိပေါ်နော်ဆိုတော့သူတို့ရဲ့ဖြစ်တည်မှုမလေးစားတော့ဒါကဟို တတာတော်တော်လေးစင်ကောင်မှုဖြစ်စီတယ်ဗောနော်လက်ရှိမှာတော့လိန်စိတ်ခံယူမှုကွဲပြားသူတွေဟာတော်လန်ရင်နယ်ပယ်ထဲမှာလည်းအများကြီးရှိနေပါတယ်တချို့နေရာတွေမှာတော့အကြမ်းဖက်မှုတွေရှိနေဆဲဖြစ်တယ်လို့ထိုင်းမြန်မာနေဆက်တနေရာမှာနေထိုင်တဲ့လိန်စိတ်ခံယူမှုကွဲပြားသူနီကိုကသူ့အမြင်ကိုပြောပြပါတယ်ချို့တော့ NGBT တွေကျတော့ပြည်ထဲမှာမနေဘဲနဲ့ပြပ ပေပါ့ကိုထွက်လာတဲ့ဟာတွေများပါเนาะသူတို့ဒီအမျိုးသားဖြစ်တယ်တော့ပြင်မဲ့သူတို့အမျိုးသမီးလို့ပဲပြုမှုနေထိုင်တဲ့သူပေါ့စပယ်မှုဆိုလို့ရှိရင်အဲ့လိုစင်တော့သူတို့နူးနူးငင်းငင်းလေးတွေသူတို့လုတ်လုတ်ချင်ကြတဲ့ဟာမျိုးတွေရှိပေါ့ခိုးဖက်ရောက်တဲ့ချိန်ကျတော့ဥမာသူတို့အလုတ်ကျန်းနေပါလေလုတ်တဲ့ချိန်ကျလို့ရှိရင်အဲ့လိုမျိုးတွေလည်းသူတို့ကြုံရတဲ့ဟာမျိုးတွေတော့ရှိတယ်ပေါ့လေသူကကဒီမလုံခြုံမှုလို့ပြောတဲ့ချိန်မှာကပရိတမန်ချိန်နေမှာဆိုလို့ရှိရင်ဆိုလို့ရှိရင်လည်းသူတို့အများကြီးခံရတာပေါ့နော်ဒါပေမဲ့ဒီ နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီတော်လန်ရေးဘက်ကနေပြီးတော့မှလည်းဖြစ်ပေါ်တော့ဒါကဒီလိုမျိုးဒီလင်ပိုင်းဆိုင်ရာတံဖတ်မှုတွေဆိုလို့ရှိရင်ဒီဒီနောက်ပိုင်းဆိုလို့ရှိရင်မျိုးသမီးရပဲကြုံရမျိုးမဟုတ်တော့ဘူးเนาะဒီ NGB တွေတွေလည်းကြုံလာရတဲ့နေသားတွေလည်းအများကြီးရှိတယ်ပေါ့ဥမာအဲဒီ PDF တွေဝင်နေတဲ့ဒီအဲ့လိုအချင်းချင်းဒီတံဖတ်တဲ့ကိစ္စတွေပေါ့เนาะအဲအဲ့လိုမျိုးတွေလည်းချိချိလာတဲ့ဟာမျိုးတွေဆိုလို့ရှိရင်လည်းတတိထားမိတယ်ပေါ့လူအတိုင်းဝိုင်းရဲ့စံနှုန်းတွေကိုကိုဘလို့မြင်မယ်ဆိုတော့မိကွန်းတွေကြားထဲမှာ LGBT2IA+ လူငယ်တွေအချိန်တိုင်းစိတ်တိုက်ခိုက်မှုတွေခံရကြရပါတယ်။ Don't care ဆိုတော့အများကြီးပေါ့နော်။အထက်တခုဆိုရင်ကျွန်တော်ကရန်ကုန်တက္ကသိုလ်မှာကျွန်တော်အင်တာဗျူးတက္ကသိုလ်ဝင်ခွင့်အတွက်ပေါ့နော်ကျွန်တော်အင်တာဗျူးတွားပြီးတော့မှဟိုတွားဖြစ်ရပေါ့နော်ဖြစ်ရကမှကျွန်တော်ကအဲ့တော့က ကိုကအဲ့တော့ကိုရဲ့အကျဉ်းသား LED ကိုကိုက coming out လဲလို့လောက်ထားပီတာဆိုတော့ကျွန်တော်ကအဲ့တိုင်းပဲကိုရဲ့ဟိုပုံစံအတိုင်းပဲဘောင်းမီရဲ့အင်ဂျီအဲ့လိုဘောင်းမီရှင်ဘောင်းလိုမျိုးသွားလဲပေါ့အချင်းကြအဲ့ပမောက်ခတဲ့ကျွန်တော်တော့ကြာလေးလာမင်းမင်းလေးလာကျွန်တော်က ဗမာကိုကတော့အဲ့လိုမျိုးခံယူထားတယ်ပေါ့ပြင်းပြင်းလာလို့ခံယူထားတယ်ပြောတော့အဲဆိုရင်တော့မင်းကြီးလိုပဲလေအဲ့လိုမျိုးပြောတော့အချိန်မှာကိုတော်တော်လေးတော့စိတ်ကောင်းဖြစ်သွားတော့ရန်ကုန်တက္ကသိုလ်ဆိုတော့တကယ်တော့မြန်မာနိုင်ငံမှာဆိုရင်ဟိုတက္ကသိုလ်ကြီးတစ်ခုလို့ပြောလို့ရပါတော့အဲ့ပမောခအဲ့လိုမျိုးဆိုတော့ကိုလည်းနည်းနည်းရောအောင်အောင်အောင်ပါတော့ကိုတော်လည်းစိတ်ကောင်းတော့ဖြစ်သွားလူရင်ကျင်းမှုနဲ့ဘာသာရေးတံဖိုးတွေဟာတခါတလေအချွန်လွယ်မှုအဖြစ်လူအခွင့်အရေးတွေကိုတာစီနေတတ်ပါတယ်။ မြန်မာလူမှုအတိုင်းအဝိုင်းအတွင်းမှာ LGBT လူငယ်တွေဟာတဘာဝအတိုင်းအသက်ရှင်ခွင့်ရဖို့ကိုပဲလူချင်နေကြတာပါဒီကျွန်တော်တို့ရဲ့လူမှုအတိုင်းအဝိုင်းနေပြီးတော့ဟိုဒီ ကကြတော့လေဟိုတိတာတိစေမမြင်စေနဲ့ဆိုသလိုနောက်တစ်ခုကကြတော့လည်းမိမိဘတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီဒီအတိုင်းအဝိုင်းပဲဖြစ်ဖြစ်ပေါ့နော်ဟိုသူတို့ဟိုတိရောတိပါလိမ့်မယ်ဒါပေမဲ့ဟိုမပြောနဲ့ငါတို့မသိချင်ဘူးဆိုသလိုပေါ့နော်ဟိုမသိချင်ဘူးဆိုတာသူတို့တိနေလို့ပေါ့နော်အဲဆိုတော့တိနေတိနေရဆိုတော့ဟိုမပြောနဲ့ပေါ့နော်ဟိုဒီတိုင်းပဲထားလိုက်ပေါ့နော်ခုနကဒီဟို cultural as a whole လူမှုအတိုင်းအဝိုင်းတစ်ခုလုံးအနေနဲ့လဲဟို တရားသိစေမမြင်စေနဲ့ဆိုသလိုပေါ့ challenge တွေကတော့ဒီလိုမျိုးမိသားစု ဝင်တွေအာပြီးတော့ဒီကိုမရှိနေတဲ့အတိုင်းဝိုင်းအနည်းနာတငယ်ချင်းတွေကိုကဖွင့်ပြလို့မရတဲ့အခါမှာကျတော့ဒီဟိုအခက်အခဲအနေနဲ့ကျတော့ဒီ help ပေါ့နော် help ဒီ physical help ပေါ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအရင်ထိခိုက်ပါတယ်ကိုကကျတော့ mental help ပေါ့ကိုရဲ့ဒီခံစားချက်တွေကိုကိုပြောပြလို့မရနေဘူးကိုရဲ့ဟိုတိုင်ပင်လို့မရနေဘူးဟိုပြီးတော့နောက်တစ်ခုကကျတော့ဒီအာဘာသာရေးအနေနဲ့လည်းဒီဒီအာဟာရေးကိုမကောင်းတဲ့အရာတခုလို့သတ်မှတ်ထားတဲ့အခါမှာကျတော့ကိုကဟို အသက်ရှင်နေရနဲ့ပဲဟိုငရဲမှာရှင်နေရတယ်လို့ပေါ့နော်လူမှုဘဝတခြားလုံးအယူဆွဲလာတဲ့ကြားဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့စံနှုန်းတတ်မှတ်ချက်တွေကိုကလေးအရွယ်ငယ်စဉ်ကတည်းကလက်ဆင့်မကန့်ဖို့လူကြီးမိဘတွေအနေနဲ့လေ့ကျင့်သင်ကြားပေးခြင်းကအရေးကြီးတယ်လို့အမိမဖော်လို့သူအမျိုးသမီးရေးလှုပ်ဆောင်သူတချို့ကလည်းဆိုပါတယ်လူမှုပတ်ဝန်းကျင်မှာယောက်ျားလေးဆိုတာဥဆောင်နိုင်ရမယ်ငွေရှာနိုင်ရမယ်အလပမကြက်ရဘူးမိန်းကလေးဆိုရင်လည်းအနွဲ့တူဖြစ်တဲ့ ်အင်ဂျရီသိခါရှိရမယ်လတပတနေရမယ်စသဖြင့်ရောက်ကြဖြစ်ခြင်းမိမဖြစ်ခြင်းဆိုတဲ့စံနှုန်းတတ်မှတ်ချက်တွေကိုလက်ရှိအချိန်ထိယူဆလက်ခံနေကြပါတယ်တတလုံးအယူဆွေးလာတဲ့ကြားဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့ပုံစံခွက်အပေါ်ကြားမစံနှုန်းတတ်မှတ်ချက်တွေမရှိအောင်ကြားဖြစ်ခြင်းမဖြစ်ခြင်းပေါ်မူတည်ပြီးခွဲခြားတတ်မှတ်တဲ့စံနှုန်းတတ်မှတ်ချက်တွေကယုံကြည်ကိုးကွယ်မှုရိုးရာယဉ်ကျေးမှုဓလေ့ထုံတမ်းတွေမှာပိုအမြင့်တွယ်တာတွေလည်းရှိပါတယ်။ကျမဟန္နာပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ